တော်လင်မူကြီးကြည့်တဲ့သူတွေအတွက်စောတဲ့နဲ့ကိဝဲဝဲဝဲဗီဒီယိုမစခင်မှာဒုံလင်ရဲ့အခေါ်ကတယောက်နဲ့တယောက်တူချင်မှတူလိမ့်မယ်အဲတခြားသူတွေကလည်းတုံဟွမ်းတုံဟော်လို့ခေါ်ကြတယ်ဒါပေမဲ့အမှန်ကတော့တုံဟွမ်းတုံဟော်အဲ့ဒီနှစ်ခုတည်းကတခုတော့ဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့ခေါ်နေကြတိုင်းကျွန်တော်အားသလိုမျိုးဒုံလင်လို့ပဲခေါ်သွားပါပါအခုနောက်ပိုင်းတရုတ်ဒုံလင်မူကြီးတွေလည်းမြန်မာပြည်မှာတော်တော်လေးကိုခေစားလာတယ် ။ထို့သဖြင့်ကောင်းကင်ဘုသောဆက်ပဲခြင်းနဲ့အမတ်တမရဲ့ကိုပိုင်လက်ဆယ်ဇာခာနှကာကတော့လူကြိုက်များတဲ့ဇာခာလို့ပြောရမယ်။အမေရိကန်ဟုတ်လားသိရှင်တော့တယောက်ချင်းစီကိုလိုက်မိမှပဲရပါတော့မယ်။တယောက်ဒိုလင်ဇာခာကြိုက်တဲ့သူတွေနဲ့အင်နမီကြိုက်တဲ့သူတွေကတော့အကြိုက်တွေမှာပါ။အဲ့ဒီကဲကတော့ Water Way ဆိုတဲ့ Open World ARPG အမျိုးအစားခေဖြစ်ပါတယ်။ gateway view လောက်သွားမှာမဟုတ်ပဲနဲ့ dolin fan တွေအတွက်တိတက်ပြောသွားမှာပါ water week ကတရုတ်ကထုတ်ထားတဲ့ game ဖြစ်ပြီးတော့ enemy style ထုတ်ထားတဲ့ game လည်းဖြစ်ပါတယ် ဒိုလင်ဖာတဲ့အဓိကစောသိမ်းတဲ့အကြောင်းရင်းကတော့ဒီဂိမ်းမှာထွက်ထားတဲ့ဟီးရိုးတွေနဲ့စကေးကော်မိုတွေကြောင့်လို့ပြောရပါလိမ့်မယ်။ဂိမ်းကိုစားစောတာနဲ့ Quieter Wine နဲ့ကဲရွေးရပြီးတော့ Open World ဂိမ်းတွေရဲ့အထားအတိုင်းပဲ Story နဲ့ငါဆောရပါတယ်။ပြီးတော့မှ Open World တွေထဲမှာဆောက်ဆောလို့ရမှာပါ။ဘာကြောင့်ဒိုလင်ဖာနဲ့စောသိမ်းတယ်လဲဆိုတာလာပါပြီ။ Main Quieter မှာစကေးဖောင်၃မျိုးရှိပါတယ်။နောက်ဆုံးဖောင်ကတော့ကောင်းငင်မို့သူစေပြချစ်ထဲကနားလရရရတိုက်ခွဲတွေနဲ့ရှိပါတယ်။ တွလစ်ပေါ်ပါပြီးတော့တိုက်ခိုက်ချက်တွေကတော်တော်လေးကိုရှင်းပါတယ်။နောက်ပြီးရှောင်းရလိုမျိုးပေတံနဲ့တူတဲ့ quieter တွေနောက်အစ်စ်ထွက်လာတော့မှ heal ဆိုရင်လည်းတွလစ် vibe ကိုခံစားရစေမဲ့ skill တွေရှိပါတယ်။ဒါအပြင်ဒူစုံလိုမျိုး level မှာလက်လျှောက်နိုင်တဲ့ heal တွေလည်းရှိပြီးပြန်စားလို့ရတဲ့တောင်းပန်တွေဟာလည်းတွလစ် vibe ကိုရစေပါတယ်။မကြခင်မှာလဲ China Dolling Gate ဖြစ်တဲ့ Fire Wing Mission ရေလဲဖွင့်လာတော့မှမလို့အခုကတည်းကရင်းနှီးသွားအောင်စောတင်ပါတယ် အခုမှစားဆုံးမဲ့သူတွေအတွက်လည်းကျွန်တော်နဲ့အတူလာချိန်ဆောင်းနိုင်မယ်။ level 22ရောက်တာနဲ့ချိန်ဆောင်းလို့ရမှာဖြစ်ပြီးဘာသာတို့မှာလောက်ရမယ် machine တွေဒါမှမဟုတ်ကိုယ့်ထက် level မြင့်တဲ့တာရွဲတွေကိုတတ်တဲ့ခါမှလည်းကူညီတက်ပေးလို့ရပါတယ်။ Dolphin Fund အနေနဲ့ကျွန်တော်နဲ့ပျော်ပျော်ပါပါဆော့ရှင်တဲ့သူတွေလည်းလာဆော့လို့ရပါတယ်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ China Dolphin နဲ့ပတ်သက်တဲ့ game တွေမူဝီးတွေကိုဘူးသသားအနေနဲ့တည်ပင်းနေတဲ့ကျွန်တော် channel ကို subscribe လုပ်သားပေးဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော်ကတော့ SDA ဖြစ်ပါတယ်။